ာပါရှင်။ရန်ကုန်ခေတ်သစ်ရဲ့နေလေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။တရုတ်သမ္မတရှီချင်းဖင်နဲ့အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့ဟာမင်းအောင်လှိုင်ရဲ့ရာဇဝတ်မိဖက်တွေဖြစ်တယ်လို့ GFN ကပြောပါတယ်။တန်နောက်ကြီးဘရင်အောင်စစ်တင်တန်းအကြောင်းကိုရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခဲ့ရာကြောင်းစတက်ဘက်ကတေဆုံးထိခိုက်တာတွေများပြားပြီးအရာရှိနေအိမ်နဲ့တင်နန်းသားအိတ်ဆောင်တို့လည်း မီးလောင်ခဲ့တဲ့ဆိုတဲ့သတင်းအပါအဝင် နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တရုတ်သမ္မတရှီကျင့်ဖြင့်အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့ဟာမြန်မာစစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်ရဲ့ရာဇဝတ်မိဖက်တွေဖြစ်တယ်လို့ Justice for Myanmar ကမနေ့ကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။တရုတ်သမ္မတရှီကျင့်ဖြင့်မင်းအောင်လှိုင်ကိုတီယန်ကျင်းမြို့မှာကျင်းပတဲ့ ရှန်ဟိုင်းပူပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO ထိပ်သီးဆွေးနွေးပွဲကိုဖိတ်ကြားခဲ့ပြီးအဲ့ဒီအစည်းအဝေးကိုအိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ရုရှားသမ္မတပူတင်တို့လည်းတက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီဆွေးနွေးပွဲတွေအတွင်းမှာသမ္မတရှီဂျင်ဖင်ကတရုတ်နိုင်ငံ အနေနဲ့မြန်မာနိုင်ငံတွင်လုံခြုံရေးနေဆက်လုံခြုံရေးတည်ငြိမ်ရေးဖွံ့ဖြိုးမှုအရှိန်မြင့်တင်ရေးတို့အတွက်စစ်အုပ်စုနဲ့မဟာဗျူဟာပူးပေါင်းဆောင်ရွက်တာတွေကို တိုးမြင့်လှုပ်ဆောင်သွားမယ်လို့မင်းအောင်လှိုင်ကို ပြောကြားခဲ့ပါတယ်။အဲ့ဒီလိုပဲအားကြမခံတဲ့အိန္ဒိယဝန်ကြီးချုပ်မိုဒီကလည်း SCO ထိပ်သီးအစည်းအဝေးရဲ့တရားတွေ့ဆုံမှုအတွင်မှာစစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ကကုံသွဲရေးတတုတူးဖော်ရေးစွမ်းအင်ဆက်သွဲရေးနဲ့လုံခြုံရေးကဏ္ဍတွေမှာတိုးမြင့်လှုပ်ကင်ကြဖို့ပြောခဲ့ပါတယ်။အဲ့လိုတရုတ်နဲ့အိန္ဒိယနိုင်ငံခေါင်းဆောင်တွေရဲ့ မြမအကျန်းဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့တွေ့ဆုံမှုဟာသူတို့အနေနဲ့စစ်အုပ်စုကိုစစ်လက်နက်အကာအကွယ်နဲ့ငွေကြေးတွေဆက်လက်ထောက်ပံ့ပေးမှာဖြစ်ပြီးစစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲအတွက်လည်းအတိမတ်ပြုကူညီပေးမယ်လို့လည်းတရင်စကားပေးရရောက်တယ်လို့ GFN ကပြောပါတယ်တရုတ်နဲ့အိန္ဒိယနှစ်နိုင်ငံလုံးဟာစစ်အုပ်စုရဲ့ SCO အဖွဲ့ဝင်ဖြစ်ဖို့အတွက်တရားမဝင် တောင်းဆိုမှုကို ထောက်ခံထားပါတယ်။ တို့နိုင်ငံတွေရဲ့စေအုပ်စုအပေါ်ပံ့ပိုးကူညီမှုမှန်သမျှပြည်သူတွေအပေါ်မှာကျူးလွန်နေတဲ့အကြမ်းဖက်စစ်စင်ရေးကိုတိုးမြင့်ဆောင်ရွက်ဖို့ရေးစဲတင်ပေးတာဖြစ်တယ်လို့ Justice for Myanmar ကထုတ်ပြန်ထားပါတယ်။ဒါကြောင့်တရုတ်နဲ့အိန္ဒိယနိုင်ငံတွေအနေနဲ့တရားမဝင်စစ်အုပ်စုကိုနိုင်ငံရေးစစ်ရေးပံ့ပိုးကူညီနေတာတွေကိုရပ်တန့်ဖို့နဲ့စစ်အုပ်စုရဲ့အတူရောက်ရွေးကောက်ပွဲကိုနိုင်ငံရေးတရားဝင်မှု ပေးအပ်တာတွေကိုရပ်ဆိုင်းဖို့အတွက် Justice for Myanmar ကထုတ်ပြန်တောင်းဆိုခဲ့ပါတယ်ရှင်။တရုတ်နဲ့အိန္ဒိယကဆေအုစုရဲ့အတူရောင်ရွေးကောက်ပွဲကို အားပေးအားမြောက်လုပ်နေပေမဲ့တစ်ဖက်မှာလည်းပြည်သူတရက်လုံးက အတူရောင်ရွေးကောက်ပွဲကိုလက်မခံသလိုတော်လန်ရေးတပ်တွေကလည်းပြင်းပြင်းထန်ထန်အရင်ယူမှုတွေလုပ်နေပါတယ်။အဲ့ဒါကတော့မကွေးတိုင်းစလင်းမြို့နယ်ထွေအုပ်ရုံးနယ်အထက်ကကျောင်းကမှာ အတုရောင်ရွေးကောက်ပွဲမဲပေးစနစ်ကိုတရုတ်ပြဖို့အတွက် ပြင်ဆင်နေတဲ့အကြမ်းဖက်စစ်တပ်ကိုဘုံခွဲတိုက်ခိုက်ခဲ့တယ်လို့ဆလင်းမျိုးပြ UG ကြားပေါအဖွဲ့နဲ့ဆလင်းပါလာဖာယာယီအဖွဲ့ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြီးခဲ့တဲ့ဩဂတ်စ်လ31ရက်နေ့ည8နာရီခန့်မှာဆလင်းမျိုးပေါ်မှာရှိတဲ့မြို့နယ်ထရီယုံယုံနဲ့အာထာကကျောင်းတို့မှာအတုရောင်ရွေးကောက်ပွဲမဲပေးစနစ်ကိုတရုတ်ပြဖို့အတွက် ပြင်ဆင်နေသူတွေကိုလုံခြုံရေးယူပေးနေတဲ့အကြမ်းဖက်စစ်သားတွေကိုဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုအရေအတွက်ကိုအတိမပြုနိုင်သေးဘဲတော်လန်ရေးရဲဘော်တွေကတော့အထီးကိုင်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကို စလင်းမျိုးပြ UG ကြားပေါက်နဲ့မဟာမိတ်ညီနောင်အဖွဲ့ဖြစ်တဲ့စလင်းပါလာဖယာယီအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်ရှင်။ ကရင်ပြည်နယ်ဘက်မှာတော့ကရင်ပြည်နယ်တန်တော်ကြီးမြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ဘရင်တော်စစ်တင်တဲ့အကြောင်းကိုရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာကြောင့်စစ်တပ်ဘက်ကတေဆုံးထိခိုက်မှုတော်တော်များပြီးဒုကြောင်ကြီးနေအိမ်တင်နန်းသားအိတ်ဆောင်နှစ်ခုမိလောင်မှုအပါအဝင်တော်တော်များများနဲ့ထိခိုက်ပျက်စီးသွားတယ်လို့ Brave Warriors for Myanmar BWR အဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါရတယ်။ ပြီးခဲ့တဲ့ဩဂုတ်လ26ရက်နေ့မနက်09:43မိနစ်ကတန်တော်ကြီးမြို့မှာရှိတဲ့တက်မတော်ကြီးတိုက်ခိုက်ရေးကြောင်ဘရင်နာကိုတရခွန်မမရှော့တိုက်တုံး၉လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာမှာတော့၉လုံးလုံးဟာအဲ့ဒီတိုက်ခိုက်ရေးကြောင်အတွင်းကိုကြားရောက်ပောက်ကွဲခဲ့ပြီးစစ်သားအယောက်20ထက်မနည်းပွေချင်းပြီးသိမ်းဆုံးက90ကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် ဒါအပြင်သင်တန်းကျောင်းမှာရှိတဲ့လက်နက်ကြီးအထိုင်နေရာနှစ်ခုကို ထိမှန်ပျက်စီးခဲ့ပြီးစာတင်ဆောင်အသွင်းကိုရှော့တိုက်ဒုံးတွေကြားရောက်ပောက်ကွဲခဲ့တာကြောင့်စာတင်ဆောင်သင်ကြားရေးပစ္စည်းတွေနဲ့ပရီဘောဂါတွေလည်းပျက်စီးခဲ့တဲ့အပြင် ကာတုံစီထိခိုက်ပျက်စီးခဲ့ပါတယ်။ဒါအပြင်ဒုကျောင်းအုပ်ကြီးနေအိမ်နဲ့သင်တန်းအိမ်ဆောင်တစ်ခုလည်းမီးလောင်ခဲ့ပြီးဘရင်တော်သင်တန်းကျောင်းရဲ့ဒုကျောင်းအုပ်ကြီးပြေးထန်တန်ရာရရှိကအဲ့ဒီအိမ်မှာရှိတဲ့စစ်သား၃ဦးလည်း ပွဲချင်းပြီးသိမ်းဆုံးခဲ့တယ်လို့သိရပါတယ်။အဲဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့အတူ Mountain Knight Civilian Defense Forces MKCDF Anti-Coup People Liberation Force ACPLF အဖွဲ့နဲ့ KNL တပ်မှနဲ့တရင်ငါတို့ပူးပေါင်းက BWM Mission 44အဖြစ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ဘရင်တော်တပ်မတော်ကြီးတိုက်ခိုက်ရေးကြောင်းအောင် မြမပီအနေနဲ့အရရက်ကအာနာသိန်းစစ်အုပ်စုရဲ့အဓိကတက်ရှိတောက်တိုင်တွေဖြစ်တဲ့စစ်တပ်စုမှုတက်ခွဲမှုနဲ့တရင်မှုတင်နန်းတွေကိုအဓိကပေးနေတဲ့တိုက်ခိုက်ရေးတင်နန်းကြောင်ဖြစ်တဲ့အတွက်တိုက်ခိုက်ရတာဖြစ်ပြီးဒါအပြင်ဩဂုတ်လ25ရက်နေ့မှာပြန်လည်စတင်တဲ့တင်နန်းမှာစခအရာရှိအယောက်400ကျော်တင်နန်းတက်ရောက်တာကိုအတိအကျသိရတဲ့အတွက်ကြောင့်တင်နန်းချိန်မှာတိုက်ခိုက်ခဲ့တာလို့သိရပါတယ် စစ်ကောင်စီရဲ့ဩဇာကိုခံပြီးပြည်သူလူထုကိုနှီးမျိုးစုံနဲ့နှိပ်စက်တပ်ဖြတ်နေတဲ့သတင်းစစ်အရာရှိတွေကိုပြည်သူကိုစားတံပြန်တိုက်ခိုက်တာဖြစ်ပြီးစကားစနောက်လိုက်တွေကလည်းအချိန်မရွေးအတိုက်ခိုက်ခံရက နေရာမရွေးအသက်ဆုံးရှုံးနိုင်နေဆိုတဲ့စိတ်မလုံခြုံတဲ့ခံစားချက်ကို ခံစားစေဖို့အတွက်ရည်ရွယ်ပြီးတိုက်ခိုက်ခဲ့တာပါလို့အသိပေးထားပါရရှင်ဆလတ်တင်ဆက်ပေးမဲ့တဲ့ရင်ကတော့ အမေရိကန်နိုင်ငံတက်ဆက်ပြည်နယ်ဟူစတန်မြို့မှာအာရကန်ငင်းချမ်းရေးနဲ့လူ့အခွင့်အရေးအင်စတီကျူ AIPAH ကရိုဟင်ဂျာတွေပေါ်ပြစ်မှုကျူးလွန်သူတွေကို အရေးယူနိုင်ဖို့အတွက်ရိုဟင်ဂျာခုံရုံးကိုတီထောင်လိုက်တယ်လို့ AIPAH ရဲ့ဥက္ကဋ္ဌနဲ့အမှုဆောင် အရာရှိချုပ်ဦးရွှေမောင်ကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်မနေ့ကစက်တင်ဘာလ1ရက်နေ့မှာရိုဟင်ဂျာတွေပေါ်လူမျိုးတုံးတပ်ဖြတ်မှု လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့စစ်ရာဇဝတ်မှုတွေလိုမျိုးကြီးမားတဲ့ရက်ဆက်ရုံမှမှုတွေအတွက်အမှန်တရားနဲ့တရားမျှတမှုနဲ့တာဝန်ခံမှုတို့ကို မြင့်တင်ဖို့အတွက်ရည်ရွယ်ပြီးတည်ထောင်လိုက်တာလို့သိရပါတယ်။ရိုဂျာခုံရုံးတည်ထောင်တာရှင်သန်ကြံ့ရည်သူတွေရဲ့အတန်တွေကို မြင့်တင်ပေးကောင်းအမှန်တရားကိုမှတ်တမ်းတင်တာဖြစ်ပြီး ပြည်မှုကျူးလွန်သူတွေနဲ့သူတို့ရဲ့ပူးပေါင်းကူညီသူကြံ့ရပါတွေကို ကမ္ဘာမျက်မှောက်မှာတာဝန်ခံစီမှာဖြစ်တယ်လို့ AIPAH ရဲ့ဥက္ကဋ္ဌနဲ့အမှုဆောင်အရာရှိချုပ်ဦးရွှေမောင်ကပြောပါရယ်။အဲ့ဒီခုံရုံးမှာလူမျိုးတုံးတက်ဖြတ်မှုလူသားမျိုးနွယ်တွေပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့စစ်ရာဇဝတ်မှုတွေဆိုင်ရာဆွဆွဲချက်တွေကိုစစ်ဆေးဆုံးဖြတ်ဖို့နဲ့အပြည်ပြည်ဆိုင်ရာဥပဒေစံနှုန်းတွေအရရှင်သန်ကြံရည်သူတွေရဲ့ထွက်ဆိုချက်တွေကျွမ်းကျင်ပညာရှင်တွေရဲ့တက်တဲ့အထောက်အထားတွေနဲ့စုံစမ်းသိရှိချက်တွေကိုမှတ်တမ်းတင်ဖို့ ကုလသမဂ္ဂအမေရိကန်ကွန်ဂရက်လွှတ်တော်အမေရိကန်အစိုးရအပြည်ပြည်ဆိုင်ရာတရားရုံးတွေဘင်္ဂလားဒေ့ရှ် United Kingdom ဥရောပသမဂ္ဂ OIC နဲ့အာဆီယံတို့မှကမ္ဘာလုံးဆိုင်ရာဥဆောင်စည်းရုံးလှုပ်ဆော်ရေးလုပ်ငန်းတွေကိုအားဖြည့်ပေးမယ်ဥပဒေနဲ့အညီဆုံးဖြတ်ချက်ချမှတ်ဖို့အတွက်တွေကိုလည်းလှုပ်ဆောင်မယ်လို့သိရပါရဲ့ရှင် ပဲခူးတိုင်းဘက်မှာတော့စစ်တပ်ကပြည်သူတွေကိုအကြောင်းမဲ့ပြစ်ခတ်တပ်ဖြတ်နေပါတယ်။ပဲခူးတိုင်းဖြူးမြို့နယ်မြို့ချောင်းတရားပေါ်မှာအောင်စီယွန်ကြီးရွာသားလူငယ်နှစ်ဦးကိုအကြမ်းဖက်စစ်တပ်ကအကြောင်းမဲ့ပြစ်ခတ်တပ်ဖြတ်လိုက်တယ်လို့တေဆုံးသူနှစ်ဦးရဲ့မိတ်ဆွေတွေကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။မနေ့ကစတေမာလာတရက်နေ့မနက်ပိုင်းမှာအကြမ်းဖက်စစ်တပ်ကအသက်16နှစ်အရွယ်မောင်ဟေးဝင်းစိုးနဲ့အသက်18နှစ်အရွယ်မောင်မျိုးစော်အောင်တို့နှစ်ဦးကိုတရားပေါ်ဖြတ်တန်းခြင်း စစ်တပ်ကအကြောင်းမဲ့လိုက်လံပစ်ခတ်တပ်ဖြတ်ခဲ့တာလို့မိတ်ဆွေတွေက ပြောပါတယ်။အကြမ်းဖက်စစ်တပ်ကမောင်မျိုးစော်အောင်နဲ့မောင်ဟင်းဝင်းစိုးတို့ကိုပစ်ခတ်ချိန်မှာမောင်မျိုးစော်အောင်ဟာရင်ဘတ်ကိုတီထိမှန်ပြီးရွာကိုပြန်လဲရောက်ရှိတဲ့အထိအာတင်မီထွက်ပြေးနိုင်ခဲ့ပြီးတဲ့နောက်မိဘဆွေမျိုးတွေကစေကူသားနိုင်ရဲ့အတွက်ဆေးရုံတင်ပို့တဲ့အချိန်လမ်းတစ်ဝက်မှာပဲတည်ဆုံသွားတယ်လို့သိရပါတယ်။မောင်ဟင်းဝင်းစိုးကတော့တရားပေါ်မှာတင်ပွဲချင်းပြီးတည်ဆုံခဲ့ပြီး စစ်တပ်ကရုပ်အလောင်းကိုကောက်ခွင့်မပြုဘဲအချိန်ကြာမြင့်စွာထားခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကဖြူးမြူနယ်မှာစစ်စေးရေးဂိတ်တွေချပြီးပြည်သူတွေကိုငွေညစ်တာ၊ချင်းချောက်တာ၊ဖမ်းဆီးရိုက်နှက်တာ၊တပ်ဖြတ်တာတွေကို အရှိန်ဟုန်မြင့်လှုပ်ဆောင်နေပြီးလူငယ်အများစုကတော့ဖြူးမြူနယ်အဝင်ထွက်ကိတ်တွေမှာဖမ်းဆီးခံရမှုတွေမကြာခဏဖြစ်ပွားနေတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ရှင်။ မကွေးတိုင်းဘက်ကသတင်းကိုကြည်အောင်ပါမကွေးတိုင်းပေါင်းမြို့နယ်အရှိချမ်းမှာရှိတဲ့ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်ကဝိုင်တွဲလေရင်နဲ့ဘုံ35လုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတွေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသပြည်သူတွေက ရန်ကုန်ခေတ်စ်ကိုပြောပါတယ်မနေ့ကစက်တင်ဘာလ1ရက်နေ့ညနေ9:00ခန်းကနေစတင်ပြီးအကြမ်းဖက်စစ်တပ်ရဲ့ဝိုင်တွဲလေရင်က ပေါင်းမြို့နယ်အရှိချမ်းမှာရှိတဲ့ကြေးရွာတွေကိုဘုံ35လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။လက်ရှိချိန်မှာအကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်ကြေးရွာနေပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးပြည်သူတွေထိခိုက်မှုရှိမရှိကိုတော့အတိမပြုနိုင်သေးဘူးလို့သိရပါတယ်။အဲဒီလိုပဲပြီးခဲ့တဲ့ဩဂုတ်လ31ရက်နေ့ကလည်းအကြမ်းဖက်စစ်တပ်ကပေါင်းမြို့နယ်အရှိပိုင်းမှာရှိတဲ့ကြေးရွာတွေကိုဝိုင်းတွဲလင်ရင်နဲ့6ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ပြီး ြည်သူတွေထိခိုက်မှုမရှိပေမဲ့လည်းဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းတိုင်းကလေးဝါမြို့မြစ်တာတရားဂိတ်မှာတာဝန်ကျနေတဲ့စစ်သား2ဦးဟာတနက်ယူဆောင်လာတာမရှိဘဲအလင်းဝင်ရောက်လာခဲ့တယ်လို့ Student Revolution Force ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။ပြီးခဲ့တဲ့ August 31ရက်နေ့မှာကလေးဝါမြို့မြစ်တာတရားမှာရှိတဲ့ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကနေစစ်သားတအူးဟာတနက်မယူဆောင်လာပဲကျောင်းသားတော်လန်ရေးတက်တော် SRFC ကိုဆက်သွေးကအလင်းဝင်ရောက်လာတယ်လို့သိရပါတယ်။အခုလိုပဲစကိုင်းနိုင်ဘက်မှာလဲစကိုင်းမြို့နယ်ကြာမင်းကြီးရွာနဲ့စတောင်ရွာမှာအထိုင်ကျတက်ဆွဲထားတဲ့စစ်တပ်စကန်းကစစ်မှုထမ်းတသားတဲ့နှစ်ဦးဟာတနက်ယူဆောင်လာတာမရှိဘဲအလင်းဝင်ရောက်လာခဲ့တယ်လို့ Finis SGG Million ငှက်စကိုင်းရဲ့တာဝန်ရှိသူတူဦးကရန်ကုန်ခေတ်ကိုပြောပါတယ်။ အခုလိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းသသားတဲ့နှူးအားအေယာဝတီတိုင်းဘက်ကဖြစ်ပြီးစစ်မှုထမ်းသတန်းတနစ်ခွဲရှိပြီလို့သိရပါတယ်။ဆက်လက်ပြီးတော့လည်းအကြံပတ်စစ်ကောင်စီတပ်မတာဝန်မထမ်းဆောင်ခြင်းနဲ့စစ်သားရဲနဲ့စစ်မှုထမ်းသသားတွေအလင်းဝင်ရောက်ချင်ရင်လည်းနှွေးထွေးစွာကြိုးဆူသွားမယ်လို့ Finis SGG Million ငတ်စကိုင်းကအတိပေးပြောထားပါရဲ့ရှင်။ ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ကျမကတော့ရှားပါ